အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေရာကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဘုနော်အဲ့တော့ကျွန်တော်မနေ့ကပြောခဲ့လို့ပါပဲကျွန်တော်အနေနဲ့ဒါဒီနေ့မှာတော့အချက်စင်းနဲ့ဘာဆိုနာပွဲလေးကြီးခဲ့တယ်ကြီးခဲ့ပြီးတဲ့အချိန်မှာဒါတွေးစရာကြီးလည်းအများကြီးရှိခဲ့တယ်ဘုနော်ပြီးတော့ဒါကျွန်တော်တို့တစ်ချိန်ထဲမှာပဲ City နဲ့ Liverpool ဆက်ပွဲကြီးခဲ့တယ်မာဆင်းနဲ့ဒါ Newcastle ပွဲစဉ်ကတော့ကျွန်တော်မကြည့်ဖြစ်ခဲ့ဘူးဒါကျွန်တော်တို့အချိန်လည်းမရှိခဲ့တဲ့အတွက်ကြောင့်လို့ဘုနော် ဒါကျွန်တော်မာကတော့ခကြီးကျွန်တော်ကိုယ်လည်းအခုခကြီးသွားနေတော့ကြောင့်မလို့ဒါကျွန်တော် laptop လုံးနေဒါကျွန်တော် phone လုံးနေပဲဒါကျွန်တော် huawei ကြည့်ဖြစ်ခဲ့တယ်ဗောနော်အဲ့တော့ chassis ဘွဲကိုတော့ကျွန်တော်အဓိကအားလုံးဆိုင်ပြီးကြည့်ဖြစ်ခဲ့တယ်ဗောနော်အဲ့တော့ chassis အသင်းကိုကျွန်တော်ဒါလုံခဲ့တဲ့ရပိုင်းတော့လုံခဲ့တဲ့လားကျွန်တော်တို့ airport တလားလောက်ရှိတော့မှဗီဒီယိုတင်ထားတာပဲကျွန်တော်ပြောခဲ့တဲ့စကားလုံးအတိုင်းပဲ chassis အသင်းကတကယ်များဒါတင်းတင်းငင်ငင်ကစားမယ်တကယ်ကိုဒါစိတ်ဝင်တစားဘောလုံးကိုကစားမယ်ဆိုရင်ဘယ်အသင်းမှကြောက်စရာမလိုဘူးဆိုတာကိုလေဒီနေ့မှာထပ်ပြီးတက်သေးပြခဲ့တယ်ဗောပါတယ် တချို့ကဒီနေ့ပွဲစဉ်ကိုမကြည့်ဘဲနဲ့ဒါ highlight လောက်ကြည့်ပြီးတော့ဒါကျွန်တော်တို့ချက်သီးတင်းကကွာအနီးကရသူသားဒီနေ့ပွဲစဉ်မှာဒီလောက်ဂူးပြတ်သွားတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရမယ်စကားလုံးတွေကိုတွေ့ရမယ်ဒီမှာပါတယ်အဲ့စကားတွေကဘူးရှစ်တွေလို့ကျွန်တော်အနေနဲ့ပုံကိုရမြင်တယ်ဘာကြောင့်လဲဆိုတော့ဒီနေ့ပွဲစဉ်မှာချက်သီးတင်းကဒီကျွန်တော်တို့အနီးကမရခင်ကဒါကျွန်တော် twin go ဒါ disallow twin go တကူရဲ့ဒါကျွန်တော်ခွန်တော်ရဲ့ဒါကျွန်တော်အုံကူဖြစ်သွားတဲ့ twin go တကူရဲ့ရထားတဲ့အချိန်မှာ လက်ရှိမှာအာရူဝနီကမရခင်ကတည်းကချက်ဆီကဒီပွဲကိုလုံးဝ dominate လုပ်ပြီးသားအင်ဂွင်းအသင်းပြပြီးလက်ရှိမှာချက်ဆီအသင်းနဲ့ဒါဘာဆလိုနာအသင်းကိုဘာဆလိုနာအသင်းနဲ့မတူအောင်ကိုလုံးဝ dominate လုပ်ပြနိုင်ခဲ့တဲ့တုန်းကပါတယ်ကျွန်တော်အမြဲတမ်းပြောနေတဲ့အချက်ရှိပါတယ်ဒါကျွန်တော် Enzo Morales ကနေတဲ့သူ့အသင်းကိုသူ lock in တီတီချာချာလုပ်မယ်ဆိုရင် သူမနိုင်စရာအကြောင်းမရှိဘူးလို့ပြောလို့ရမယ်တဲ့မှာပါတယ်။ဒီနေ့ပွဲစမှာလမိန်ယာမဲကူတော့ဒါကျွန်တော်သူ့ရဲ့ဒါကျွန်တော်စပိန်နိုင်ငံသားဖြစ်တဲ့ကူကူဝဲလာကတ်တဲ့အလုတ်ကတတော်လေးကိုဆရာကြခဲ့လို့ပြောလို့ရခဲ့ပြီးတော့ဒီနေ့ပွဲစမှာတကယ်ကိုဒါကျွန်တော် RC Jane ကဒါကြီးမှာဖူဘောမှာ Man of the Match မို့စံဘူးရခဲ့မှာကျွန်တော်အတွက် underrated အဖြစ်ဆုံးက Enzo Fernandez ဒီနောက်ပွဲမှာဖြစ်လာခဲ့တဲ့နေရာမှာရှိတယ်။အဲ့တော့ဒီနေ့ပွဲစမှာခုနကျွန်တော်ဒါ ထင်တာတွေးထားခဲ့လို့ပါပဲ။ Anzumores ကကိုရီတောင်ထင်တာတွေးထားမယ်ဆိုရင် Anzumores က Anzumires ကပေါ့နော် Anzumires ကနေလည်းဒါမတွေးစရာမမြင်စရာအကြောင်းမရှိဘူး။အဲ့ဒါကိုကျွန်တော်ပြောချင်တာခုနကလက်ရှိ Chelsea ရဲ့တိုက်စစ်ကိုကြည့်လိုက်မယ်ဆိုကျွန်တော်တို့တွေးတဲ့မြင်တဲ့အတိုင်း Chelsea ကလှုပ်လာခဲ့တဲ့ခနာချိုနဲ့တူ ်အက်စတာဗီယိုဘာလို့ဒီလိုတွဲမျိုးသုံးတာလဲဆိုအဖြေကရှင်းတယ်တစ်ဖက်ကအတင်းက highlight ဆော်မှာကိုလုံးဝ100%ဒါအဲဆို Mars ကအနေနဲ့တီချာနေတဲ့အတွက်ကြောင့်မဒါကြီးကိုအသုံးပြုပြီးတော့တစ်ဖက်ရဲ့ဒါ cancel ကိုချိုးပွားဖို့အတွက်ကြီးနေတာဒါပေမဲ့ဒီနေရာမှာ flat နေလို့တော့အရန်လာတဲ့ကွက်တွေရှိတယ်ဥပမာဒါကျွန်တော် net တိုးကိုဒါလုံးဝအသုံးချပြီးတော့ Enzo Fernandez ကဒီနေ့ပွဲစဉ်ရဲ့တိုက်စင်မှာအသေးချေလိုက်ပါနိုင်စွမ်းရှိတာကြီးကတော်တော်လေးကိုလှလွန်းတဲ့အနေထားလို့ကျွန်တော်နေတယ်မြင်တယ်တစ်ဖက်ရဲ့ဒါကျွန်တော်လက်ရှိပေါ့နော်ဒါ Queen လဲမှာဒါကျွန်တော် Eric Garcia, De Jong, Da Ferran Lopez, Fermin Lopez ဆိုတဲ့ပုံစံမျိုးထည့်လာတယ်ဒါပေမဲ့တကယ်တဲ့ အဲ့ဒီခံစစ်အဲ့ဒီကျွန်တော်တို့ကွင်းလယ်ဘိုင်းကိုအန်ဆိုဖာနန်ဒက်စ်ကိုတော့လူမရှိဘဲနဲ့ကိုင်စီနိုနဲ့ရီစီဂျင်းတို့နှစ်ယောက်လှလှပပပဲအေးအေးဆေးဆေးထိန်းသွားခဲ့ကြတာကိုတွေ့ရမယ်။ဒီနေ့ပုံစံမှာရီစီဂျင်းကိုအင်ဗာတက်ထည့်လာခဲ့တဲ့အသက်ကကူကူဝဲလာကတော့ကျွန်တော်ဖလက်ပေါ်မှာအေးအေးဆေးကနာချွန်တဲ့လူမူဗ်မန့်လေးလုပ်လို့ရတယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဘာစလိုနာကိုတိုင်ဟန်စီဖလစ်ကိုတိုင်ကလည်းဆူဆိုက်ရမ်းဆန်တယ်လို့ပြောပြစေ။ပြောချင်တာက လာတိုင်းပွဲတိုင်းဒီပုံစံကြီးပဲကြီးပဲသွားနေတာကြာလာတော့ပြင့်မှုတော့ကောင်းလာပြီတစ်ဖက်အသင်းနဲ့လက်ရှိမှာ predict လုပ်ရတာတအားလွယ်လာခဲ့တဲ့အနေအထားမှာရှိတယ်ဒီနေ့ပွဲစဉ်မှာ Barcelona ရဲ့အဆိုးရွားဆုံးအချက်က highlight ပဲဖြစ်တယ်အဲ highlight ကိုအခုချိန်ထိတို့မပြင်နိုင်သေးဘူးပိုဆိုးတာပြလက်ရှိမှာတယောက်ယော့နေထားမှာတော့ highlight ဆော်တဲ့ Hansi Flick ရဲ့ကစားကိုကျွန်တော်အနေနဲ့နားလည်လို့မရတဲ့အနေအထားမှာရှိတယ်ပိုဆိုးခဲ့တာဒီနေ့ပွဲစဉ်မှာ1-0ဆိုတဲ့2-0ဆိုတဲ့ရလက်ရှုံးနေတဲ့အချိန်မှာတော့လုံးဝ Barcelona အသင်းကတန်ဖိုးကိုမ short ချပဲနဲ့ဘာလုံးမှမသိတဲ့ပြဿနာတွေကအင်မတန်မှဆိုးရွားလို့နေဆိုတာဆက်ပြီးပြောလာခဲ့တယ် Chelsea အသင်းကလက်ရှိမှာဒါကျွန်တော် ့မျိုးပြင်ထွက်ပြီဆိုရင်တော့လက်ရှိမှာတို့တို့လုတ်ပြနိုင်ဆုံးရှိတာကိုတော့ဆက်လက်ပြီးတွေ့နေရတယ်မှာပါတယ်လက်ရှိမှာဒါချက်စီကအခုလက်ရှိအနေထားရတာအိမ်မှာလဲကျဲတဲ့အပြင်မှာလဲကျဲတယ်အိမ်လဲကျဲတဲ့အဝေးလဲကျဲတယ်အိမ်ကျဲမဟုတ်တော့အိမ်လဲကျဲတယ်အဝေးလဲကျဲတယ်အဲ့တော့ပြောချင်တာရွှေရွှေလေး Chelsea တဲ့လက်ရှိ Enzo Maris ကနေတော်တော်လေးကိုလိလာအားကောင်းတယ်။သူလှုပ်ချင်တာသူသွားချင်တဲ့လမ်းကိုသူကောင်းကောင်းကြီးသိတယ်။ဘလောက်တိတော်သိလဲဆိုသူ့ရဲ့ tight set ပိုင်းသူ့ရဲ့ cancel ပိုင်းကဒါ flat ပုံစံမှုဆိုပြီးတော့လုံးဝ balance ညီနေတဲ့အတွက်ကြောင့်မဟုတ်တစ်ဖက်အသင်းရဲ့ဒါကျွန်တော်တို့ cancel ကို tight set ကိုအကောင်းဆုံးဒုက္ခပဲ။ဒီနေ့ပွဲစဉ်ရဲ့ Chelsea အသင်းရဲ့လုံးဝ100%အသက်ကကွင်းလေပဲ။ Reece James Gusto ဒါကျွန်တော်တို့ movement ပြန်ပြီးလှုပ်လို့ရတဲ့အနေအထားမှာလက်ရှိမှာဒါကျွန်တော်ဒုတိယပိုင်းမှာ Andrew Santos ဆက်လဲချလိုက်တယ်။အဲ့ဒီအချိန်မှာ Hansi Flick ဒါကျွန်တော်ဘာပြန်လုပ်မလဲဆိုတော့ဥစားတော်တော်လေးကိုစိတ်ဝင်စားဖို့ခေါင်းနေနေတာတစ်ခုရောက်လာတယ်။ Vici ချင်းကအတွင်းပြန်ဝင်သွားပြီး Andrew Santos ကဒါကျွန်တော်ကွင်းလည်းပြန်တွင်သွားတဲ့အချိန်မှာဒါပေမဲ့ဒီနေ့ပွဲစဉ်ရဲ့လုံးဝအသက်သွင်းကြောကရှင်းပါတယ် Enzo Fernandez ပဲဖြစ်မှာပါ။အဲဆိုဖနန်ဒက်စ်ဒီနေ့ပွဲစဉ်ရေယုံဝါတူဝါတကယ်ကိုဒါတော်တော်လေးကိုကြီးကျူးစရာကောင်းတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်ရေလုံးဝဒါ highlight ကအစတာ view ရဲ့သင်ကိုဖြစ်မယ် ် Astavio ကိုကြည့်ပြီးတော့ဗောနော်ကျွန်တော်နေတာလက်ရှိမှာတော့ level အရတော့မတူသေးဘူးနှိုင်းလည်းမနှိုင်းသင့်ဘူးမြင်ပေမဲ့ကျွန်တော် Astavio ကိုကြည့်ပြီးတော့တစ်ခါချက် adding 50ကြီးကိုပြန်မြင်တယ်တခါကျရင်ခုနပြောပြီး adding Astavio နေတဲ့သူ့ဘေးမှာဘလူပါလဲမပါသူသိဘီကူမဆက်သူပါရင်တော့သူလူဘေးရင်ဘေးမှာဗောဒါပေမဲ့ခုနပြောသူနေနေဟာဘေးမှာလူမပါတာလို့ဆိုတဲ့ဒါ reason နေမလို့ဘူးဒါလက်ရှိမှာဗောနော် leader ဘိုင်းမှာတော့ Brazil သားပီတာရဲ့ Brazil သားဆက်ဆံလေးကိုပြန်ပြီးတွေ့ရတဲ့အနေအထားမှာရှိတယ်ချက်စီအစ်င့်နဲ့ Astavio ကို Club World Cup မှာခရက်အရင်မျော်လင့်ခဲ့တဲ့အနေအထားမှာဒီ ရှည်စွမ်းနေတဲ့သူတကယ်ကိုဒါကြည်နေရတဲ့ပြည်သက်တယောက်နေနဲ့ဟာကွာငါအသိမှသာဒီလိုကစားသမားမျိုးရှိရင်ကောင်းမှာပဲဆိုတဲ့ခန်းစားချက်ကိုအပြေအဝပေးခဲ့တယ်မှာပါတယ်ဒီနေ့ပွဲစဉ်မှာဒါတစ်ဖက်ကဒါကျွန်တော်တို့ sorry ကွာဟုတ် sorry အမေ sorry ပါသူကနေအခုမှပြန်ကောင်းလာဆို sorry ပါဆရာတော်ကစားသမား sorry ပါကျွန်တော် edit လုပ်ဆရာမရှိတော့ တိကံမြည်ကြည့်လိုက်ပေါ့ဗျာ sorry ပါအဲ့တော့ဒါကြည့်နေ ကြည့်ဒီကအဲ့တော့ဒီနေ့ပွဲစဉ်မှာခုနကပြောလို့ပဲဘာဆူနာဘက်ကကျွန်တော်တို့ကလမင်းရမဲဘက်ကလွင်ဘာမှကာကွယ်ပေးစရာပေးနိုင်စရာအကြောင်းမရှိဘူးဆိုတော့အာရူဟိုရဲ့ဒါကျွန်တော်နှစ်နှစ်ဝါလုံးကလည်းဒါကျွန်တော်သူ့အနေနဲ့100%ပေးသေးတဲ့နှစ်ဝါလုံးပဲဒုတိယဝါကဆိုလုံးဝ100%တခါတည်းတော့မှတန်းတီသွားနိုင်တဲ့အခြေအနေတခုတော့မှကတ်သွားနိုင်တဲ့အနေဒါမှရှိတယ်ပြီးဒီနေ့ပွဲစဉ်မှာဒါရှင်းပါတယ်ဒါကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာ Chelsea ကပို့ပြီးတော့အင်ဇာလုလာခဲ့တဲ့ Amazon Mares ကအနေနဲ့ဒီအသင်းကဘာဖြစ်ချင်လဲဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်လာခဲ့တဲ့အနေဒါတခုရောက်လာခဲ့တယ်ပြောချင်တာပြတဖြည်းဖြည်းနဲ့ Amazon Mares ကသူ့ရဲ့အသင်းကိုသူဘာဖြစ်ချင်နေမလဲကောင်းက Valdir, တိသွားပြီလို့ပြောလို့ရမယ်နေဒါတကူသူရောက်လာခဲ့ပြီအဲ့ဒါကလည်းရှိအသင်းအတွက်လည်းသိကောင်းတယ်လို့ကျွန်တော်နေနဲ့မြင်တယ်အသင်းအတွက်ဒီဟာကဖြစ်တဲ့နေနေဒါတကူလည်းမြင်တယ်အန်ဆိုမာရက်စ်ကနေလက်ရှိမှာဒါကျွန်တော် Chelsea ရပုတ်ဖွဲ့ယုံကြည်မှုကိုရဖို့အတွက်လည်းဒါဟာဒါကျွန်တော်အစတကူဖြစ်ပါသေးလို့ကျွန်တော်နေနဲ့မြင်ကြည့်တယ်ဗောနော်အဲ့တော့မြို့တော်ပင်စိုးစေးကောင်မို့ဒီနေ့ပွဲစဉ်မှာဒါ Chelsea ရကစားသမားတွေအကုန်လုံးသူဟာသူဒါ rule တကူရတော်တော်လေးကိုအဆင်ပြေခဲ့တယ်ဒါကျွန်တော်လက်ရှိဒါ Chelsea အသင်းနေဒီနေ့ပွဲစဉ်မှာသူတို့ဘာဖြစ်ချင်လဲဘာလုပ်ချင်လဲဆိုကောင်းကောင်းကြီးနားလည်ခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်နေနဲ့ဒါလုံးဝမြင်ပြီးတဲ့နေရာမှာပါတယ်ဗောနော်မြို့တော်ပင်စိုးစေးကောင်ဒီနေ့ပွဲစဉ်က ဘာဆလိုနာဘက်ကလည်းတော်တော်လေးကိုညံ့ပါတယ်ဒါပေမဲ့အဲ့လိုပြောလို့ပါချက်စီမကောင်းဘူးချက်စီအသင်းလည်းတော်တော်လေးကောင်းတယ်ဒီလိုဘာဆလိုနာအသင်းညံ့သွားအောင်လဲချက်စီအသင်းဘက်ကလှုပ်ဆောင်တခါကျရင်ပြန်လူတွေကပြောအာတစ်ဖက်အသင်းညံ့နေလို့ပါအေးအဲ့တစ်ဖက်အသင်းညံ့အောင်တစ်ဖက်အသင်းကကောင်းအောင်တအားလှုပ်ပြထားလို့တစ်ဖက်အသင်းကအော်တိုညံ့သွားတာပဲလေ ဒါလုံးဝဒါလုံးထုတ်ဝင်နိုင်မယ်တခါကျရင်ခုနကပုံစံတစ်ဖက်အသင်ညံ့နေတာစမရောစကားကြီးပြောနေကြဒါပေမဲ့တစ်ဖက်အသင်ဘာလို့ညံ့လဲတစ်ဖက်အသင်တအားကောင်းသွားတဲ့ချိန်မှာတစ်ဖက်အသင်ကအော်တူညံ့သွားတယ်ဆိုတဲ့ပုံစံမျိုးဒီနေ့ပွဲစံမှာရောက်သွားတယ်ဒီနေ့ပွဲစံမှာဘာဆိုတဲ့အသင်ကဒါကျွန်တော်ချက်စီနဲ့ရှင်မဆိုအဆဆာရရပင်ရမမရှင်နိုင်ခဲ့ဘူးအနိကရသည်ဖြစ်စေမရသည်ဖြစ်စေဒီနေ့ပွဲစံကချက်စီနိုင်မဲ့ပွဲစံပဲဖြစ်တယ်လို့ကျွန်တော်နေမြင်နေချက်စီအသင်ကဒီနေ့ပွဲစံမှာဒါကျွန်တော်တို့နည်းနည်းလေး ဒါ prefer လေးပူရခဲ့မယ်ဆိုဒီထက်တော့ပူပြီးတော့ဂိုးပြတ်သွားနိုင်တယ်မှာပါငါးခုလောက်အနည်းဆုံးရနိုင်တယ်တဲ့မှာပါတယ်ခေါ့နော်အဲ့ဒါမီတို့ပင်စူးစီကောင်းမှု Chelsea တင်းကတော့ Chelsea တင်းမဲ့ဒီနေ့ပွဲစဉ်မှာဒါတို့တို့တက်ကောင်ကျွန်တော်တို့ congratulation လေးကောင်းကောင်းလေးလုပ်ချင်ပါတယ် Chelsea တင်းရဲ့ဒီနေ့ပွဲစဉ်က well deserve ဒါကြောင့်နိုင်ပွဲတစ်ပွဲတွေ့ရတယ်ဒါ Aston View လို့ကစားသမားမျိုးခုနကကျွန်တော်ပြောရင်နှာနှာချင်းလေ Aston View လို့ကစားသမားမျိုးကိုယ်အတင်းမှာရှိချင်တဲ့ဓမ္မမှာဒါဒီလိုကစားသမားမျိုးကြည့်ရင်အော်ငါအတင်းမှာဒီလိုကစားသမားမျိုးများရှိမလားဆိုတဲ့ feeling လေးတွေကိုလည်းစတင်ပြီးတော့ Chelsea ပွဲစဉ်ကိုကြည့်ပြီးရရှိရဲ့လို့ပြောအဲ့တော့ပြောပါတယ်ကျွန်တော် Chelsea တင်းနဲ့တကယ်ကို lock ကယ်လုပ်မယ်ဆိုဘယ်ကောင်းမှကိုတိတ်ပြီးကြောက်စရာမကောင်းနဲ့ဒါ ာအသင်းတသင်းကိုဖြစ်သွားမယ်ဆိုတော့ပြောစရာလိုတယ်အဲ့တော့ဒီ momentum ကလက်ရှိလာမယ့်အပတ် Arsenal အသင်းနဲ့အတူဒါကျွန်တော်တို့လက်ရှိတွေ့မယ့်အချိန်မှာဘယ်လောက်ထိဒီ momentum ကို swing လုပ်နိုင်မလဲဆိုတာကိုတော့တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းလာမယ်လို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ကြီးကမှကျွန်တော်တို့မြင်မိရတဲ့မှာပါပါတယ်အဲ့တော့ Manchester City နဲ့ကျွန်တော် Liverpool ဆင်ပွဲကြောင်းဆက်ပြောအဲ့တော့ City သင်းကလက်ရှိမှာလှုပ်လိုက်ပြန်ပြီပေါ့နော်ဒါဒီနေ့ပွဲစမှာဒါ line up ကိုကျွန်တော်ဒါတွေးလိုက်ခရေကတခုခုလွဲတော့မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒီနေ့ပွဲစမှာဒါနီးပြနေနေဒါကျွန်တော်တာမန်သူသုံးနေကြပုံစံမျိုးမဟုတ်တဲ့ line up တခုသူသုံးလာခဲ့တယ်ဒါကျွန်တော်လက်ရှိမှာဒါကျွန်တော်နေရာပေးတယ်ပေါ့ဗျာနော်ဒါကျွန်တော်သူ့အနေနဲ့အရင်လူတွေကိုနေရာပေးတဲ့ပုံစံမျိုး ကျွန်တော်အနေနဲ့နားလည်မှုကြိုးစားတာကဘာကြောင့်လဲဒါကျွန်တော်စီးတီးသိနေခုလည်းရှိမှာဒါကျွန်တော်တို့ချန်ပီယံလိတေဘယ်မှာလဲဒါကျွန်တော်အချိန်ဒီကောင်းတယ်တဲ့ကြောင့်ဒီလိုမျိုးလုပ်တာလားပေါ့နော်သူ့အနေနဲ့ဒါလက်ရှိအချိန်ဒီရတာကျွန်တော်တို့စီးတီးသိနေတာ okay ငါတော့ဒီနေ့ပွဲစမှာငါရဲ့ဒါတခြားလူတခြားက Guardiola ရဲ့အုံနောက်ထဲကိုကျွန်တော်ဒါအဝင်ကြည့်နေတယ်မှာဒီဘက်ဘာဒီဘလူတွေးလဲဆိုတဲ့ဥစားကျွန်တော်ဒါအဝင်ကြည့်နေတယ်ဒီနေ့ပွဲစမှာရှင်းမှာဒါစီးတီးကဒါ position base ဆိုတာမှန်မှန်တကယ်တော့ကုတာပေါ့တကယ်တော့ကွင်းထဲမှာဒီကစားသမားမှလက်ရှိမှာကိုချင်းထွက်ဖို့ဒီနေ့ပွဲစဉ်ရဲ့အတွင်းကိုနှစ်ကိုလုံးကိုချင်းထွက်ဖို့တရားကာကွယ်ခဲ့တဲ့အလုံးလေးကိုကျွန်တော်ရဲ့ box မှာမြင် အကူသမားတယောက်နဲ့ဒီနေ့ပွဲစမှာအဲ့နှလုံးလုံးက at least ပြတလုံးလောက်ကိုကာကွယ်ခဲ့တဲ့အလုံးမှာမြင်တယ် ဒီနေ့ပွဲစဉ်မှာဒါလက်ရှိမှာ Chelsea အဖို့ဆိုတော့ကျွန်တော် sorry စီးစီးသေးနေတဲ့ဒီနေ့ပွဲစဉ်မှာဒီရလက်ကြီးကလုံးဝမဖြစ်သင့်တဲ့ရလက်ဆိုတော့ကျွန်တော်ဒီနေ့မြင်တယ်ဒီနေ့ပွဲစဉ်မှာတစ်ဖက်ရဲ့အသင်းကတော့ရှင်းပါတယ်ဒါကျွန်တော် canteen ပြေးကူမှာဒါကျွန်တော် counter transition မြင်းမြန်ဆက်ဆံနဲ့လှုပ်လာမှုအတွက်ပြင်ဆင်လာခဲ့တယ်အဲ့ဒါခါခါကျရင်ကျွန်တော်ဒီနေ့ဒီနေ့မှာကြည့်တာက Rico Lewis ကဒါကျွန်တော်တို့ favor သာပေးလို့ဒါဒီနေ့ရောက်နေတယ်တကယ်တမ်းဒါကျွန်တော်ပြန်ကြည့်မယ်ဆို Nico O'Reilly တို့တကယ်တမ်း Oscar Bob တို့ Foden တို့နဲ့ပြန်ရှင်းမယ်ဆို Nico က Rico Lewis ကဘလူးမှဒီအဆင့်တန်းမှာရှိမနေဘူးဆိုတော့ပြောလို့ရမယ်တယ်မှာပါတယ်ပြီးတော့လက်ရှိမှာ Pep Guardiola အနေနဲ့ကျွန်တော်လူကောင်မျိုး ဒီစကားကိုပြောရတာသိပြီးဟိုအညောင်အညောင်ဆန်ပေမဲ့ Riders ကကျွန်တော်အနေနဲ့ Benny နဲ့မှာဒါ attacking midfield လို့ကျွန်တော်အနေနဲ့မခံယူတော့သူအနေနဲ့ဒါကျွန်တော် hybrid ပုံစံမျိုးပေါ့နော်အဲကျွန်တော်ရဲ့အခုချိန်ထိခံယူတာကျွန်တော် Riders နဲ့ဒါ Fulham နဲ့ကိုဒါကျွန်တော်တွဲပြီးကစားလို့ရတဲ့ကစားသမားကိုကျွန်တော်အနေနဲ့အမြဲတမ်းခံယူရတယ်။အဲ့ဒီပုံစံမျိုးကိုဒုတိယပိုင်းမှာထည့်တယ်။အဲ့ဒီချိန်မှာဒါကျွန်တော်1-0ဖြစ်နေပြီပြီးတော့ Patrician အမှန်တမ်းပြောရမယ်ဆို Patrician သွင်းသွားရလို့ဆိုရင်ဒါ နောက်တန်းချက်ပေါ်ဆိုတော့ CD သိရင်နောက်တန်းကတော်တော်လေးကိုအားနေတယ်လို့မြင်တယ်။ဒါကြီးကို prevent လုပ်ခဲ့တဲ့အနေထားမှာ CD သိအပြည့်အဝရှိခဲ့တယ်။ဒီနေ့ပွဲစဉ်အမှန်တမ်းပြော CD သိနေတာ Guardiola ကိုယ်တိုင်ကဒါအရန်အစမ်းပြူချင်လို့ဒါလုံနေတဲ့အကွက်တကွက်ဖြစ်ခဲ့ပြီးတော့တကယ်တမ်းနင်းလားငါလားဟိမှာဆိုအသေးရစရာဖြစ်ခဲ့နေတာမှရှိတယ်ပေါ့နော်။ဒီနေ့ပွဲစဉ်မှာဒါတစ်ဖက်ကဒါ Bayer Leverkusen ကတစ်ဖက်ရဲ့ဒါ CD သိကိုဒါ quality ရအောင်ဒါပုံစံရအောင်တော်တော်လေးကိုကွာနေနေတာမှရှိပြီးတော်တော်လေးကိုနိုင်သွားခဲ့တဲ့တဲမှာပါတယ်။ twin သွားရဲ့ twin ကိုတွေတော်တော်လေးကိုအထက်တန်းဆန်ပါတယ်။ဒါပေမဲ့ခုနကပေါ့ CD သိရဲ့နောက်တန်းတွေလည်းတအားချာလွန်းတာလေအရန်ပါတယ် ို့ကျွန်တော်ရေပုံကူရေးရမှာမြင်းနဲ့မိတို့ပဲစိုးစိုးကောင်မဒီနေ့ပွဲစဉ်ကားတာကျွန်တော်တို့3 3တင်းတွေကနှမျောဖို့ကောင်နေအိမ်ဝင်းမှာရှုံးတာလက်မခံနိုင်ဘူးကျွန်တော်နေတဲ့ပါစနယ်လီယာဘလောက်ပဲခမခမကစားကွက်ဆန်းသက်တယ်ပြောဘယ်လိုပဲပြောကျွန်တော်နေလက်ဆန်းသက်ဆယ်ပါတော့ဒီနေ့ပေါ်မှာ CD တင်းရဲ့လက်ရှိဒါကျွန်တော်တို့နောက်တန်းနေလေကျွန်တော်နေအားနေတယ်လို့မြင်နေအရန်လူစင်းက CD တင်းနဲ့ဒီနေ့ပွဲစဉ်ကိုကြည့်မယ်ဆိုအရန်ဦးလူအရန်လူစင်းက မတောင့်သင်ဘူးဆိုတော့ဒီနေ့ပုံစံဆက်လက်ပြပြခဲ့တယ်။ဒီတိုင်းဆိုတော့ James Trafford ကဒီနေ့ဆောင်းရတီတော့မှအခက်မသိရင်ဒါအသင်းကနေရောင်းချခံရမယ်ဒီထားတစ်ခုရောက်သွားနိုင်တယ်လို့မြင်တယ်။သူပွဲထွက်တဲ့ပွဲစဉ်တွေမှာတိတ်ပြီးသားကျွန်တော်အခြေအနေတိတ်မကောင်းတဲ့ဥစ္စာတွေကိုတဖြည်းဖြည်းမြင်လာခဲ့ရတယ်။ Guardiola ကကျွန်တော်အခွင့်အရေးမပေးဘူးဆိုတဲ့စကားလုံးသုံးလို့မရတော့အခွင့်အရေးတွေလည်းတော့ရှောက်ပေးလာပြီးဖြစ်တဲ့အတွက်ကြောင့်မို့အဆင်ပြေသွားနိုင်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တော့ငပြပအောင်အားလုံးကြိုးတင်ပါရဲကောင်းမွန်တော်လေးနေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပဲမြန်မာလေးကလစ်ပေးကြအောင်ရမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါရဲကျွန်တော်တော့ငပြပအောင်ဒေးပါပါ